ဒါပြီးခဲ့တဲ့19ချိန်မှာကျွန်တော်ရိုက်ပြတဲ့ brake 1ဒီ line ကနေကျွန်တော် brake 1ရိုက်ပြပါတယ်เนาะဒါပေမဲ့ခဏန်းကတော့လုံးဝလုံးဝလွဲပါတယ်ကျွန်တော်တို့က brake 1ဆိုရင်480လို့ခဏန်းမျိုးကိုပဲထိုးမိပါတယ်เนาะလေးနှစ်ချာစီပေါ့เนาะ ဒီ30တီ4မ36တီ4နှစ်20တီ4ခွန်39ခွန်တီ4အဲ့ဒီ4ကြီးကပေါ့နော်သူကဒီမှာလှမ်းရိုက်ကြတာပေါ့နော်ဒီ30တီ4လို့ရိုက်တော့ချိန်မှာဒီလွတ်နေတဲ့ခွာ4ပေါ့နော်ဒီ4ရဲ့ပါဝါကိုနောက်ပေါင်းကိုဆိုပြီးတော့အဲ့လိုကျွန်တော်တို့ရိုက်ခဲ့တာပေါ့ ငါ36တီလေးလွတ်နေတဲ့ကွာနှစ်နှစ်ရပါပါခွန်ကိုနောက်ပေါင်းခွန်ဆိုပြီးရိုက်ခဲ့တာပေါ့နှစ်20တီလေးအမှလွတ်နေတဲ့ဒီကွာပေါင်းခွန်ခွန်ရပါပါနှစ်ကိုနောက်ပေါင်းနှစ်ဆိုပြီးရိုက်ခဲ့တဲ့လာကြီးပေါ့နော်လေးကမြောက်မှာလဲကျွန်တော်တို့ဒီခွန်3ညခွန်တီလေးလွတ်နေတာကွာ3ည3ညရပါပါ5နောက်ပေါင်း5ပေါ့နော် လောက်ပေါင်း၅ပေါ့အဲဒီတော့ကတော့ကျွန်တော်တို့ကဗရိတ်ကိုဖမ်းလိုက်လို့6.8ပဲပါတယ်ပေါ့နော်အဲသူ့ရဲ့အဲ့လိုလိုရိုက်ပြီးတော့ပေါ့နော်ဒီခွာပေါင်း၄ရဲ့ပါဝါကိုနောက်ပေါင်းကိုခွာပေါင်း၄ရဲ့ပါဝါခွန်နောက်ပေါင်းခွန်ခွာပေါင်းခွန်ရဲ့ပါဝါ၄နောက်ပေါင်း၄ခွာပေါင်း၃ရဲ့ပါဝါ၅နောက်ပေါင်း၅လို့ရိုက်ပြီးတော့ သူ့ရဲ့အောင်မှာနော်သူ့ရဲ့အောင်မှာကျွန်တော်တို့ကဒီနှစ်ဦးกว่าနှစ်ကနှစ်ရဲ့ပါဝါခွန်ပရိခွန်လေးရဲ့နှစ်ဦးกว่าလေးရပေါ့နော်လေးရဲ့ပါဝါကိုပရိကိုနှစ်ဦးกว่าတစ်ကတိရဲ့ပါဝါ6နှစ်ဦးกว่าတစ်ကပေါ့နော်တိရဲ့ပါဝါ6ပရိ6နှစ်ဦးกว่า6က နှစ်ဦးခွား6ကရှောက်ရပါပါတဲ့ break တဲ့ break တဲ့ရှိရပေါ့နော်ပြီးခဲ့တဲ့အပတ်က break တဲ့ဒါပေမဲ့ကျွန်တော်တို့ဩခွက်အနေနဲ့အသုံးမပြုခဲ့ပါဘူးနော်အောက်ကနေနဲ့အသုံးမပြုခဲ့ brain နဲ့ brain တက်ကပေါ့နော်အောင်သွားတာတီခွာပေါင်းလေးကို၄ရပါပါကိုနောက်ပေါင်း၉လို့ရိုက်ပြီးတော့ ဒီခွာပေါင်းနေ့ရဲ့ပါဝါခွန်ကိုဗရိတ်ခွန်ဆိုပြီးသူကတန့်ရိုက်သွားတာခွာပေါင်းနေ့ရဲ့ပါဝါခွန်နောက်ပေါင်းခွန်လို့ရိုက်ပြီးတော့ဒီခွာပေါင်းလေးရဲ့ပါဝါကိုကိုဗရိတ်ကိုဆိုပြီးရိုက်သွားတာဒီခွာပေါင်းခွန်ရဲ့ပါဝါနေ့ကိုနောက်ပေါင်းနေ့လို့ရိုက်ပြီးတော့ဒီခွာပေါင်းတည့်ရဲ့ပါဝါ6ကိုဗရိတ်6ဆိုပြီးရိုက်သွားတာခွာပေါင်းတုံညာရဲ့ပါဝါ9ကိုနောက်ပေါင်း9လို့ရိုက်ပြီးတော့ ဒီခွာပေါင်း6ရဲ့ပါဝါ1ဗရိတ်1ဆိုပြီးတော့ဒါ line မဟုတ်ဗရိတ်1ထိုးရင်လည်းတကယ်ရင်းနေတင်ပေးခဲ့ပါတယ်เนาะအဲသူ့ရဲ့ခုကကျွန်တော်တို့ကသူ့ရဲ့အောက်မှာပေါ့เนาะတရားဆိုတဲ့ကဏ္ဍ1နှစ်3 4နှစ်ခြားစီ1 1 1ဆိုတဲ့ကဏ္ဍ1နှစ်3နဲ့အဲ1နှစ်3 4 4နှစ်ခြားတော့ဒါ4 3ညာ4ဆိုတဲ့ကဏ္ဍ1နှစ်3 4 4နှစ်ခြားတော့ဒီမှာကျွန်တော်တို့ခုထွက်မဲ့ပင်ပေါ့เนาะ အမြင်လိုင်းနေနဲ့ဆိုရင်တော့ဒီအပူခွလေးနေချာအပူခွလေးနေချာအပူခွလေးနေချာအပူခွလည်းဒါထိုးလို့ရပါသေးတယ်နော်ဒီလိုင်းကိုကျွန်တော်ကောက်ထတာကတော့ဒီလိုင်းကိုကျွန်တော်ကောက်ထတာကကျွန်တော်ဒီ6965ပေါ့နော်3 2 1 3ည 3နှစ်1 3ည4နှစ်6စီအဲ့3နှစ်1 3ည4နှစ်6စီရဲ့ပြေးလန်းတွေကအများကြီးပဲပေါ့နော်အဲ့ဒါကြီးနောက်ကြောင်းမပြောင်းတော့ပါဘူး3 3နှစ်1 3ည6ကိုခုက6865နဲ့ကျွန်တော်တို့ကစားကြည့်အောင်ပေါ့နော်ရှင်းပေါင်းနှစ်ရှင်းပေါင်း9ရှင်းပေါင်းတက်ရှိပေါင်း2ရှိပေါင်း5ရှိပေါင်း1 2 5တက်ရှိပေါင်း3ခုရေပေါင်းလက်ရှိပေါ့နော် သုံးနှစ်တစ်တုံညာကို8865နဲ့ရိုက်မယ်ဆိုရင်ပေါ့ရှင်းပေါင်း8ရှင်းပေါင်း6ရှင်းပေါင်း3ရှင်းပေါင်း8ရှင်းပေါင်း6ရှင်းပေါင်း3 863ဆိုတော့ရှင်းပေါင်း3ခုရဲ့ပေါင်းလိုက်ကခွန်ပေါ့နော်8ခွန်8ခွန်ပြီးတော့6ပေါ့နော်ရှင်းပေါင်းနှစ်ရှင်းပေါင်းတုံညာရှင်းပေါင်း၄နှစ်တုံညာ၄ရှင်းပေါင်း3ခုရဲ့ပေါင်းလိုက်က6ပေါ့8ခွန်6 3နှစ်တစ်တုံရကိုပါဝါလန်ပြီး6965နဲ့ရိုက်ဖို့ပါတို့ကရှေပေါင်း3ဦးရပေါင်းလန်9နဲ့ရိုက်ကြည့်အောင်ပေါ့နော်ရှေပေါင်း3ဦးရပေါင်းလန်9နဲ့ရိုက်မယ်ဆိုရှေပေါင်း4ရှေပေါင်း4 4 4ရှေပေါင်းခွန်4 4ခွန်ဆိုတော့9ပေါ့နော်6965ရှေပေါင်း3ဦးရပေါင်းလန်9ဖြစ်ဖို့ပါတို့ကဒီမှာနှလုံးပေါင်းခွန်ရှေပေါင်းခွန်လို့ဝင်ရမှာပေါ့နော်ဒီမှာရှေပေါင်းခွန်လို့ရပါတယ် အဲ့လိုပဲပေါ့နော်ဒီနှလုံး၃ညာဒီနှလုံး၄ဒီနှလုံး၁ဒီနှလုံး၃ညာဒီနှလုံး၄ဒီနှလုံး၁၃ညာ၄၁ဆိုတာလေသူက၅လို့ခင်ထားပါလေဒီနှလုံး၃ညာဒီနှလုံး၃ဒီနှလုံး၃နှလုံး၃ညာနှလုံး၃နှလုံး၃၃ည၃ကြတော့6လို့ခင်ထားပါလေ5 6ပေါ့နော်ဒီနှလုံးမောင်းခွန်ဒီနှလုံးမောင်း6ဒီနှလုံးမောင်းလေးခွန်6လေးနော် နှလုံးမောင်းခုနှလုံးမောင်းချောင်းနှလုံးမောင်းလေးခွန်6လေးကြတော့ခွန်လို့ခင်းထားပါတယ်9 6ခွန်လို့လာပါเนาะဒီနှလုံးမောင်းတုံညာနှလုံးမောင်းလေးနှလုံးမောင်းတစ်က9နှလုံးမောင်းတုံညာနှလုံးမောင်းတုံနှလုံးမောင်းတုံ6 5 6နှလုံးမောင်းခုနှလုံးမောင်းချောင်းနှလုံးမောင်းလေးရခွန်9 6ခွန်9 6ခွန်8ဆိုရင်တော့နှလုံးမောင်းချောင်းနှလုံးမောင်းကနှလုံးမောင်းခွန်နှလုံးမောင်းချောင်းနှလုံးမောင်းကနှလုံးမောင်းခွန်မှာ8လို့ဖြစ်မှာ နှလုံးပေါင်းသုံးခုရဲ့ပေါင်းလိုက်က9 6 9 8ဆိုရင်လေနှလုံးပေါင်းခွန်ပါပဲเนาะအဲဒီလိုင်းကနှလုံးပေါင်းခွန်ကစုံပြီးတော့ကြာတယ်ပေါ့เนาะအဲ့ဒါကိုကျွန်တော်တို့ကရှေးပေါင်းခွန်ပေါ့เนาะရှေးပေါင်းခွန်ကိုကနန်းထည့်ရင်အဘာနဲ့ထည့်မလဲဆိုရင်ဒီ3နေနဲ့ဆဲမှာပေါ့နော်ထိတ်စီနောက်ပိတ်တော့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 ပြိတ်3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 ပေါ့နော် အဲ့ဒီသုံးနေရဲ့ပါဝါ၈တင်းနဲ့ကျွန်တော်တို့ကနန်းထည့်ကြည့်အောင်၈တင်းနဲ့ကနန်းထည့်ကြည့်ရင်ဒီစိမ့်လိုက်ပေါ့နော်ဒီ1တက်လေးကခွန်ခွန်ရဲ့ထိပ်စီးတက်ရဲ့ဒီ၈၈ပုံကြီးပေါ့နော်၈ပုံကြီးဒီ3 6 3ကက6 36336ရဲ့ထိပ်စီးနေရည်ဒီလေ8လေး3ခွန်က4ဟမ်လေး3ခွန်က4လေး3ခွန်က4ထိပ်စီး4နဲ့ပေါင်းတော့လဲ8 8ပုံပြီပဲเนาะ9346 9346အထက်စီး9နဲ့ပေါင်းမှ8 ှစ်ဖြစ်မှာဆိုတော့ကိုးထိတ်ပေါ့နော်ကိုးထိတ်လို့ယူပြီးတော့ဒီ၃ညနဲ့၃ညနဲ့ဒီ၃ည၈နဲ့၁နဲ့ဒီကို၃ညကို၈နဲ့၃ညနဲ့ဒီ၈၃ညကို၈ကိုးနဲ့၈နဲ့ဒီခွန်၃ညကို၈ခွန်ဆိုတာက၈ခါပေါ့နော်ရှေပေါင်းခွန်ကိုရှေပေါင်းခွန်ကိုကိုးထိတ်၈ခါနဲ့ရှေပေါင်းခွန်ကိုကိုးထိတ်၈ခါနဲ့ အဲကျွန်တော်ဒီဒီကလင်နာဆိုင်လေးမှာရှေပေါင်းခုံကိုကိုထိတ်ရှိခါနဲ့ပရိရရင်လဲတကွယ်ထဲထိုးလိုက်ပေါ့နောက်ပရိရရင်လဲတကွယ်ထဲထိုးလိုက်ပေါ့နော်ကျွန်တော်အနေနဲ့တော့ကိုရှိတဲ့နဲ့ကိုရှိနေပေါ့နော်အဲကိုရှိခုံကိုလဲထိုးလို့ရပါတယ်ဘာလို့လဲကိုရှိခုံကဘာလို့လဲဆိုရင်ဒီခွာပေါင်းတစ်ကပရိတ်တစ်လိုဝင်ထားလို့ ပြီးခွာပေါင်း၄ဗရိတ်၄လို့ဝင်ထားလို့ပြီးခွာပေါင်း၈ကဗရိတ်၈လို့ဝင်ထားလို့ပြီးခွာပေါင်း၄ဗရိတ်၄လို့ဝင်ဦးမယ်ဆိုရင်တော့ဒါ၉၈ခုပေါ့နော်